အနုပညာညီကောင်မောင်နှမတွေစုံလင်းစွာတက်ရောက်ပြီးခဲ့ကြတယ်။တရုတ်ဆောင်ပိုင်တကွန်နဲ့မလင်းမြဖူတို့ရဲ့စူလျားရေးပတ်ထိန်းမြမင်္ဂလာအခမ်းပွဲမင်္ဂလာပါပရိသတ်ကြီးရှင်မော်ရယ်တယောက်လည်းဖြစ်တယ်လို့နိုင်ငံကျော်တရုတ်ဆောင်တယောက်လည်းဖြစ်တဲ့တရုတ်ဆောင်ပိုင်တကွန်နဲ့မလင်းမြဖူတို့ရဲ့စူလျားရေးပတ်ထိန်းမြမင်္ဂလာလက်ထပ်ပွဲကိုတော့ဒီကနေ့ဇွန်လ14ရက်နေ့မနက်ပိုင်းကခန္ဓာကြီးကျယ်စွာနဲ့ကျင်းပပြုလုပ်ခဲ့တာပဲဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်တကွန်ကတော့ချစ်သူလေးမလင်းမြဖူကို ကျစ်သူတက်တန်းလေးနှစ်ကျော်မှလက်ထပ်ခွင့်တောင်းခဲ့ပြီးခံခံနာနာလက်ထပ်ယူခဲ့တာလည်းဖြစ်ပါတယ်။တရုတ်ဆောင်ပိုင်တကွနဲ့မလင်းမြဘူးတို့ရဲ့မင်္ဂလာဧကန်ပွဲလေးမှာတော့သရိုးသားအရန်တွေအနေနဲ့တရုတ်ဆောင်အောင်ရဲလင်းတရုတ်ဆောင်အေးချမ်းမောင်တရုတ်ဆောင်အလင်းရောင်နဲ့တရုတ်ဆောင်တေစာလင်းရောင်တို့ကပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါအပြင်အမှုပညာညီကောင်မောင်နှမတွေဖြစ်ကြတယ်။တရုတ်ဆောင်ဝင်းမုံရွှေကြီးတရုတ်ဆောင်ဖွေးဖွေးတရုတ်ဆောင်ခိုင်သိန်းကြီးနဲ့အတူတရုတ်ဆောင်စုမြတ်သူစား တရုတ်ဆောင်မိသန်းနူစန်နီမြင့်လွင်စိုးပြည့်တစင်ခင်ဝင်းဝါနန်းစုရည်ဒီဆုံအစိုးတော်အိမ်ချေအစိုးတော်နီနီခေစော်တို့ကလည်းဂုံယူစွာနဲ့တက်ရောက်ကြီးမြင့်ပေးခဲ့ကြတာလည်းဖြစ်ပါတယ်ချစ်သူလေးအပေါ်မှာလေးနှစ်ကျော်ကြာတစ္ဆာရှိရှိလက်တွဲခဲ့ပြီးတော့အသက်28နှစ်ပြည့်ရင်လက်ထပ်ခွင့်တောင်းမှမယ်ဆိုတဲ့ကတိအတိုင်းမလင်းမြောက်ဖူးကိုတစ္ဆာရှိတဲ့အမျိုးသားတယောက်အနေနဲ့လက်ထပ်ခွင့်တောင်းခဲ့ပြီးအခုလိုမျိုးခန္ဓာကြီးကျယ်တဲ့မင်္ဂလာအိတ်ခံပွဲကြီးကိုကျင်းပခဲ့ကောင် ဇနီးလောင်းလေးမလေးမြဘူးအပေါ်မှာဘလောက်ထိချစ်မြတ်နေကြောင်သူ့ရဲ့ချစ်ခြင်းမြတ်တာတွေကိုပြသသွားခဲ့တာလည်းဖြစ်ပါတယ် ြည့်တော်ကြီးနှစ်ဘုံကြီးသစ္စာရပ်ပါရှင်ပါသူစီမြန်ဒီစူရိယဘပိက